မင်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။နေပြည်တော်မှာစစ်တပ်ထိပ်ပိုက်အပိုင်းဝိုင်းကစစ်ကောင်းဆောင်မင်းအောင်လိုင်းအပေါ်မကျေနပ်မှုတွေများပြားနေပြီးသူကိုဖယ်ရှားဖို့ကြံစည်မှုတွေရှိလာနိုင်တယ်လို့နိုင်ငံတကာ Crisis Group ကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ပဲခူးတိုင်းတာယံရီမြို့ကွက်သိရက်ကွက်ကမောင်ဝင်းမြင့်တွင်ဆိုတဲ့လူငယ်ကိုစစ်မှုထမ်းဖို့ဆိုပြီးရက်ကွက်အုပ်ချုပ်ရေးမှူးလှမင်းဆိုတဲ့သူက ်အတ္တမစင့်ခေါ်မှုကြောင့်မိခင်ဖြစ်တဲ့သူဟာပူဆွေးတော့ကရောက်ပြီးကွယ်လွန်သွားခဲ့ရတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့နေပြည်တော်မှာစစ်တပ်ထိပ်ပိုင်းအပိုင်းဝိုင်းကစစ်ကောင်းဆောင်မင်းအွန်လိုင်းအပေါ်မကျေနပ်မှုတွေမြတ်ပြနေပြီသူကိုဖေရှားဖို့ကြံစည်မှုတွေရှိလာနိုင်တယ်လို့နိုင်ငံတကာ crisis group ကအစီရင်ခံစာထုတ်ပြန်ပြီးသုံးသပ်ပြောဆိုလိုက်ပါတယ်လက်ရှိနေပြည်တော်မှာရှိတဲ့စစ်တပ်ထိပ်ပိုင်းအလှော်တွေကြားမှာ စစ်တပ်ရဲ့ဆုံးရှုံးမှုတွေတနေ့တခြားတိုးပွားလာတာတွေနဲ့စိတ်ပြက်ဖွယ်ရာတွေသာတိုးပွားလာတာကြောင့်စစ်ကောင်းဆောင်မင်းအွန်လိုင်းရဲ့ရှေ့ရေးအနာဂတ်ဟာမတေချာမရေရာမှုတွေရှိနေပြီလို့ Crisis Group ကဆိုထားပါတယ်။အဲ့ဒီအတွက်မင်းအွန်လိုင်းကတော့သူ့ရဲ့ယာဒူးအလုပ်ကိုဆက်ထိန်ထားနိုင်ပြီမဲ့တဖက်မှာတော့စစ်တပ်ထိပ်ပိုင်းအတိုင်းဝိုင်းတွေကသူ့ကိုမကျေနပ်မှုတွေမြပြတ်လာတဲ့အတွက်မင်းအွန်လိုင်းကိုဖယ်ရှားဖို့ကြံစည်မှုတွေရှိလာနိုင်တယ်လို့ Crisis Group ရဲ့အစီရင်ခံစာမှာသုံးသပ်ထားတာပါ။တဖက်မှာလည်း မြန်မာနိုင်ငံရဲ့လူရေ68ရာခိုင်နှုန်းနေထိုင်တဲ့နိုင်ငံရဲ့နေမြေ86ရာခိုင်နှုန်းသောမြို့နယ်နေနမိတ်တွေကိုစစ်ကောင်စီကဆုံးရှုံးနေရပြီးအုတ်ချုံနိုင်စွမ်းမရှိတော့ဘူးလို့မြမအရေးအထူးအကြံပေးကောင်စီ SACM ကပြောထပ်ပါတည်တယ်။ဒါပြင်တစ်ဖက်ကတိုက်ပွဲတွေအောင်မြင်ခဲ့တဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာသူတို့ရရှိတဲ့နေမြေတွေနဲ့တိုးချဲ့နေမြေ area တွေကိုစူးစီးထိမ့်ချုပ်ပြီးကိုပိုင်အုတ်ချုံကွင်းရနိုင်ငံငယ်လေးတွေထူထောင်ဖို့လမ်းကြောင်းပေါ်ရောက်ရှိနေကြတယ်လို့လည်း Crisis Group ရဲ့အစီရင်ခံစာမှာထုတ်ပေါ်ပြောဆိုထားပြီးလက်ရှိချိန်မှာစစ်ကောင်စီကနယ်နိမိတ်အများအပြားဆုံးရှုံးနေတဲ့အတွက်အင်ဂျင်နိုင်ငံတွေဒေသဆိုင်ရာအစုအဖွဲ့တွေနဲ့နိုင်ငံတကာအပိုင်းဝိုင်းတွေအနေနဲ့ဒေါ်လာရင်းအဖွဲ့တွေနဲ့ထိတွေ့ဆက်ဆံမှုတွေကိုချဲ့ထွင်သင့်တယ်လို့လဲ SACM နဲ့ Crisis Group တို့ကဆိုထားကြပါသေးတယ်ခင်ဗျာတဖက်မှာတော့စကိုင်းနိုင်ငံမုံရွာမြို့ပတ်လမ်းမှာအင်စီကနဲ့ကင်းလှည့်လာတဲ့အချက်ပစစ်ကောင်စီတပ်သား၄ဦးကိုတော်လန်ရေးတပ်တွေကကြပ်ဖြတ်တိုက်ခိုက်ရမှာ လေးဦးလုံးပွဲချင်းပြီးကိုသိကုန်ကြတဲ့အပြင်သူတို့စီကတနက်၄လက်ကိုပါတင်စီရရှိခဲ့တယ်လို့တပရင်း local mobile တင်အဖွဲ့ကပြောပါတယ်မေလ30ရက်နေ့ဖြစ်တဲ့မနေ့ကပဲမုံရွာမြို့ပတ်လမ်းမှာအင်စီကနဲ့ကင်းလှည့်နေတဲ့အကြံဖက်စစ်ကောင်စီတပ်သား၄ဦးကိုတော်လိုင်းရေးတပ်တွေကလမ်းကနေအသင်းဆောင်ပြီးကြပြတ်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းကင်းလှည့်လာတဲ့စစ်ကောင်စီတပ်သား၄ဦးလုံးဟာနေရာမှာပဲပွဲချင်းပြီးကိုသိကုန်ကြတဲ့အပြင် သူတို့စီကနေတနက်၄လက်ကိုပါတင်းစီရရှိခဲ့တယ်လို့တပင်းရင် local mobile တင်းအဖွဲ့ကပြောထားပါလိမ့်ခင်ဗျဒီတခါမကွေးတိုင်းဘက်မှာလေပခောက်ကူမြို့နယ်အရှိဖုံကန်ရွာအနီးမှာကားနဲ့ထွက်လာတဲ့စစ်ကောင်စီတပ်ကအရာရှိနဲ့စစ်သားနှစ်ဦးကိုတော်လန်ရဲတပ်တွေကပြစ်ခတ်တိုက်ခိုက်မှုအတွင်စစ်သားကိုတနက်နှစ်လက်နဲ့အရှင်ဖမ်းမိပြီးအရာရှိကဒဏ်ရာတွေနဲ့ထွက်ပြေးသွားတယ်လို့ King Cobra PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်မေလ28ရက်နေ့ကပဲ ပခောက်ကူမြို့နယ်အရှိဖုံးကန်ဂျေးရွာအတွင်းကိုစစ်သား6ဦးလာပို့ပြီးကားနဲ့ပြန်ထွက်လာတဲ့စစ်ကောင်စီတပ်သား2ဦးနဲ့အရာရှိစစ်ဗိုလ်2ဦးကိုတော်လိုင်းရဲတပ်တွေကကြားဖြတ်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်သားကိုတနက်နှစ်လက်နဲ့အရှင်ဖမ်းဆီးရမိခဲ့ပြီးအရာရှိစစ်ဗိုလ်ကတော့ဒဏ်ရာတွေနဲ့ထွက်ပြေးသွားတယ်လို့ King Cobra PD ရဲ့တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ။ ဖက်မှာတော့စကိုင်းတိုင်းကတမူးမြို့နယ်အတွင်းမှာဖမ်းဆီးရရှိတဲ့အကြမ်းဖက်စစ်တပ်ထုတ်ကိုမန္တလေးရန်ဖတရာကျော်ကိုဖျက်ဆီးရှင်းလင်းလိုက်ပြီလို့တမူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံကရန်ကုန်ခေတ္တကိုပြောပါတယ်အခုရပိုင်းတွင်းမှာပဲတမူးမြို့နယ်တွင်းကိုစစ်နဘိန်ကားနဲ့တဲလာတဲ့အကြမ်းဖက်စစ်တပ်ထုတ်ကိုမန္တလေးရန်ဖတရာကျော်ကိုတော်လှန်ရေးတပ်တွေကဖမ်းဆီးရမိခဲ့တယ်ဆိုပါတယ်အဲ့ဒီနောက်တဲလာတဲ့ကားသမား၃ဦးကိုတော့ထိုက်တဲ့နဲ့ပြစ်ဒဏ်လောက်နေပဲခံဝင်လက်မှတ်ထိုးခိုင်းပြီးပြန်လွတ်ပေးလိုက်ပြီမြေ ဖန်စီရမိတဲ့အရက်ဖာတွေကိုတော့ဖြက်စီးရှင်းလင်းလိုက်ပြီလို့ဆိုပါတယ်လက်ရှိမှာတော့စကိုင်းတိုင်းကတမူးမြို့နယ်မှာစစ်တပ်ထုတ်ကုန်တွေမူရစ်စေဝါတွေကိုတော်လည်ရေးတပ်ဖွဲ့တွေကစီမံချက်ချပြီးဖန်စီအပြစ်ပေးအရေးယူရှင်းလင်းမှုတွေကိုအချိန်ဟုန်နဲ့လှုပ်ဆောင်နေတယ်လို့လည်းတမူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောထားပါတယ်ခင်ဗျအခုတခါဘကိုးတိုင်းဘက်မှာတော့တာယာရီမြို့ကွက်တစ်ရက်ကွက်ကမောင်ဝင်းမြင့်တွင်ဆိုတဲ့လူငယ်ကိုစစ်မှုထမ်းမှုဆိုပြီးရက်ကွက်အုပ်ချုပ်ရေးမှုလှမင်းဆိုတဲ့သူကအရမစင့်ခေါ်မှုကြောင့် မိခင်ဖြစ်တဲ့သူဟာပုဆွေတော့ကရောက်ပြီးကွဲလွန်သွားခဲ့ရတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။တာယာရီမြို့ကွက်တိရက်ကွက်ကမောင်ဝင်းမြင့်တွင်ဆိုတဲ့လူငယ်ကိုစစ်မှုထမ်းဖို့ဆိုပြီးရက်ကွက်အုပ်ချုပ်ရေးမှူးလှမင်းဆိုတဲ့သူကအတင်းအဓမ္မဆင့်ခေါ်မှုကြောင့်မောင်ဝင်းမြင့်တွင်ရဲ့မိခင်ဒေါ်ယီချိုဆိုတဲ့သူဟာတားဖြစ်သူအတွက်ပုဆွေတော့ကတွေရောက်ရကနေမေလ20ရက်နေ့ကပဲနှလုံးယောဂါနဲ့ကွဲလွန်သွားခဲ့ရတယ်ဆိုပါတယ်။အဲ့ဒီနောက် မိခင်ဖြစ်သူနာယေးရက်လဲတဲ့နေ့မှာပဲတားဖြစ်သူမောင်ဝင်းမြင့်သွင်းဆိုသူဟာစစ်မှုထမ်းဖို့ခေါ်ဆောင်သွားခံရတယ်လို့လဲဒေသခံပြည်သူတွေကပြောထားပါတယ်။အဲဒီတာယာဝတီမြို့ကွက်တိရက်ကွက်ကအုတ်ချုပ်ရည်မှုလှမင်းဆိုတဲ့သူဟာလူငယ်တွေစီကနေလဲစစ်မှုမထမ်းခြင်းရင်သူ့ကိုငွေကျပ်၅သိန်းပေးရမယ်ဆိုပြီးကောက်ခံခဲ့တယ်လို့အဲဒီလိုတဦးကငွေကျပ်၅သိန်းပေးထားတဲ့လူငယ်တွေကိုပါစစ်မှုထမ်းဖို့စင့်ခေါ်လာပြီးအဲဒီတက်ကမောင်ဝင်းမြင့်သွင်းဆိုတဲ့သူပါပါသွားတဲ့အတွက်မိခင်ဖြစ်တဲ့သူဟာသားအတွက်ပူဆွေးတော့ကရောက်ပြီး ကွယ်လွန်သွားကြရတာဖြစ်တယ်လို့ဒေတာကန်ပြည်သူတွေကပြောထားပါတယ်ခင်ဗျာဒီတခါစီးပွားရေးသတင်းပတ်မှာတော့ပြည်တွင်းရွှေဒေါ်လာဈေးကွက်မှာစစ်ကောင်စီရဲ့အဖမ်းဆီးသတင်းတွေကြောင့်ဒီကနေ့မနက်ပိုင်းကအောက်ရွှေရက်သားကိုငွေကျပ်55သိန်း5000နဲ့ဈေးစာဖွင့်ပြီးအမေရိကန်ဒေါ်လာကိုငွေကျပ်4500ဝန်းကျင်နဲ့ဈေးစာဖွင့်ခဲ့တယ်လို့စီးပွားရေးသမားတွေစီကနေသိရပါတယ်ဒီကနေ့မေလ31ရက်နေ့မှာတော့ ဈေးကွက်ကအေးနေပြီးစစ်ကောင်စီကရွှေကုန်းသည်တွေအပါအဝင်စီးပွားရေးလုပ်ငန်းရှင်တွေကိုအစည်းအဝေးခေါ်ထားတယ်ဆိုတဲ့သတင်းတွေလည်းကြားနေရတယ်လို့ရွှေကုန်းသည်တဦးကပြောထားပါတယ်။ရွှေဈေးဒေါ်လာဈေးတွေဟာအနည်းငယ်ပြန်ကျသွားပြီမဲ့ဈေးတန်းအမြင့်မှာပဲရက်နေတယ်လို့ရန်ကုန်ရွှေကုန်းသည်တဦးကပြောထားတဲ့အပြင်တစ်ဘက်ကဒေါ်လာဈေးဟာလည်းဒေါ်လာကိုငွေကျပ်4500ဝန်းကျင်မှာပဲရှိနေပြီ။တစ်ဘက်မှာလည်းမြန်မာကျပ်ငွေ3000ကိုထိုင်းဘတ်ငွေ130ဝန်းကျင်မှာပဲဈေးရှိနေတယ်လို့သိရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ